မင်္ဂလာပါရှင်မက်ရှလ22ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုကျမရွှေရည်ဒီကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မက်ရှလ22ရက်နေ့မနက်10:00နာရီအချိန်ကယ်ပါနာဝမ်ချူရူကနေတိုင်းတာဘီဒန်ရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာတိမ်တင့်တင့်ဖြစ်ထွန်းနေပါတယ်။ကြံဘင်္ဂလားပင်လယ်အော်မှာကတော့တိမ်နှင်းငယ်ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာ တိမ်တင်းတင်းရနေတိမ်ထူရနေပါတယ်။ကြံဒီတိုင်းမှာတော့တိမ်နေငယ်ဖြစ်ထွန်းနေအောင်တွေးရပါတယ်ရှင်။အခုဆက်လက်ပြီးတော့မက်ရှလာ23ရက်နေ့အတွက်ခမန်းချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မြမပင်လေပြင်အချိန်ကြီးကတော့မြမကံယိုရန်နဲ့ကံလုံပင်လေပြင်မှာလှိုင်းအနေငယ်ကနေလှိုင်းအသင့်တင့်ရှိနိုင်ပါတယ်။ကြံမြမကံယိုရန်တစ်ချောင်းနဲ့ကံလုံပင်လေပြင်မှာတော့လှိုင်းအမြင့်ရတပီရနေနှစ်ပီလောက်မြင့်တက်နိုင်ပါတယ်ရှင်။လေတိုက်ခတ်နိုင်မှုခမန်းချက်နေနေရတော့ ခိုင်ကမ်းရိုးရန်ညဝကြမောကမ်းရိုးရန်မောနဲ့တင်းလိုက်ကမ်းရိုးရန်ဒီတိုင်းမှာတနအီယို6မိုင်ရနေ10မိုင်ဒီတိုင်းခနိုင်ပါရရှင် နေဘူးတိန်ခမန်းချက်နေနေရတော့ကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာနေဘူးချိန်က24ဒီဂရီစင်နီဂရိတ်ကနေ30ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။သခိုင်းတိုင်းအထက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ရခိုင်ပြည်နယ်၊ကယားပြည်နယ်ဒေသတွေမှာနေဘူးချိန်က37ဒီဂရီစင်နီဂရိတ်ကနေ35ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။ကျန်ပြည်နယ်နဲ့တန်တီမှာတော့နေဘူးချိန်က36ဒီဂရီစင်နီဂရိတ်ကနေ41ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါရှင်။ ခန်းလွင်ရောင်ကြီးညွန်ကိန်းအချိန်ကြီးကတော့ကချင်ပြည်နယ်မှာခန်းလွင်ရောင်ကြီးညွန်ကိန်းနေရာအလွန်မြင့်မားတဲ့အဆင်ရောက်ရှိနိုင်ပါတယ်။အညွန်ကိန်းတန်မိုးကတော့၈ကနေ10.6အတွင်းမှာရောက်ရှိနိုင်ပါတယ်။ကြံတနိုင်ငံလုံးမှာကတော့ခန်းလွင်ရောင်ကြီးညွန်ကိန်းနေရာလွန်ခဲ့တဲ့အဆင့်ထိမြင့်တက်နိုင်ပါတယ်။အညွန်ကိန်းတန်မိုးတွေက17နှစ်အထက်ကိုကျော်လွန်နိုင်ပါတယ်။ဒီအတွက်ကြောင့်အထူးသတိပေးချင်တာကနေ့လယ်ပိုင်းပြင်သွားလာကြတဲ့အခါမှာနေရောင်ကလို့ရှင်တွေလိမ့်ကြဖို့အင်ကြီးလက်ရှိထီအောက်ထုတ်စသဖြင့်အကာအကွယ်ပြုလုပ်ပြီးမှအပြင်သွားလာကြဖို့ပြောကြားလိုပါတယ်ရှင်။ မိုးရသွန်းနိုင်မှုခမန်းချက်နေနေရတော့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းမှာနေဟောက်ကွကြားမိုးနှင်းငယ်ထစ်ချုံလာနိုင်ပါတယ်။ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်ဒေသတွေမှာတိမ်သင့်တင့်ဖြစ်ထွန်းနိုင်ပါတယ်။ကြံဒေသတွေမှာတော့အများအပြားသားနိုင်ပါတယ်ရှင်။မျိုးရော်ရည်ရဲ့တပတ်တွင်းမိုးလေဝသခမန်းချက်နေနေရတော့နေပြောင်းတဲ့ညီတိုင်းမှာအမြင့်ဆုံးဘူချိန်က38ဒီဂရီစင်တီဂရိတ်အနည်းဆုံးဘူချိန်ကတော့24ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ တရင်တင့်တင့်ဖြစ်တော့နိုင်ပြီးတော့မိုးရွာဖို့တိကျမှုက30ရာခိုင်နှုန်းလောက်တိကျနိုင်ပါတယ်။ဒီတစ်ပတ်လုံးမှာနေပြည်တော်မှာ အများအဖြစ်တာယာနိုင်ပါတယ်ရှင်။ရန်ကုန်မြို့နယ်ညတိုင်းမှာတော့အမြင့်ဆုံးဘူချိန်က38ဒီဂရီစင်နီဂရိတ်နေဆုံးဘူချိန်က23ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။ရန်ကုန်မှာတော့အများအပြားတရားနိုင်ပါတယ်မိုးရွာဖို့တေချာမှုနေနေရတော့10ရာခိုင်နှုန်းတော့တေချာနိုင်ပါတယ်ဒီတစ်ပတ်လုံးမှာရန်ကုန်မှာအများအပြားတရားနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင် မန်လေးမြို့နယ်ဤတွိုင်းမှာအမြင့်ဆုံးအမှုချိန်က39ဒီဂရီစင်နီဂရိတ်နေဆုံးအမှုချိန်ကတော့22ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်မန္တလေးမှာတိမ်အထင်တက်ဖြစ်ထွန်းနိုင်ပါတယ်။မိုးရွာဘူးတေချာမှုအနေနဲ့ကတော့30ရာခိုင်နှုန်းလောက်တေချာနိုင်ပါတယ်။ဒီတစ်ပတ်လုံးမှာမန္တလေးမှာလည်းအများအားဖြင့်တားရနိုင်ပါတယ်ရှင်။အခုဆက်လက်ပြီးတော့ပြည်내နဲ့တိုင်းလိုက်မျိုးတော်ကြီးတွေရဲ့မိုးလေဝသခမန်းချက်တွေကိုထုတ်လင့်တင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်ရှင်။ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ပါတယ်ရှင်။